အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆရာတကုံဦးစန်းငွေရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမိဂုံးနှင့်ပြဿနာများဘောင်းချုပ်ဆိုတဲ့စာအုပ်ထဲမှတေဒီမှနောက်၌ဖြစ်မဖြစ်ပြဿနာနှစ်ဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။တေဒီမှနောက်၌တတဝါပြန်၍ဖြစ်မဖြစ်ဟုသောပြဿနာမှာမသေးယုံမကလွန်စွာ ကြီးထွားလာသည် ပြဿနာကြီးတည့်ရဟူ၍ပင်ဆိုအပ်၏ရင်းပြဿနာနှင့်ပတ်သက်၍ပကံရာဇဝင်ကိုဒုတ်ထန်းပြောရသည့်ပမာညင်းကြခုံကြဆွေးနွေးလာခဲ့ကြသည်မှာကြာပြီဖြစ်တော်လဲလက်ဆတ်တတ်သည်ဟူ၍မရှိခဲ့နောက်တွင်လည်းလက်ဆတ်တတ်အောင်မီမထင် လူတက်တန်းတချောင်းမဆုံးပြဿနာအဖြစ်ဖြင့်ညင်းမြဲညင်းကြခုံမြဲခုံကြဆွေးနွေးနေကြအောင်မီပြဿနာသာဖြစ်ချေ၏ ပုရုษင်လူသားများအနေဖြင့်ရင်းပြဒနာကို စကားဆက်မိတိုင်းကိုတွယ်နေခြင်းမှာအဆမ်းမဟုတ်ထိုပြဒနာကယဟန္တာလောက၌ပင်လှိုင်းရိုက်သလိုရိုက်ခတ်လာခဲ့သည်အေယာမယဟန္တာကိုတော်ကြီးများသည်ပင် အချင်းချင်းမေးလားဖြေလားနှင့်ခေါင်းအေးအေးထားကကိုတွယ်လာခဲ့ကြသည်ထိုစကားကိုစိုသိ၍ဆိုလိုက်ပါသည် နေရာကဘာယာနတိပြီမိဂရာဝုန်တော် အချိန်ကအာကာလညခါဆွေးနွေးကြသူများကယဟန္တာကိုတော်ကြီးနှစ်ပါးအရှင်သာရိပုတ္တရာနှင့်အရှင်မဟာကတ္တပတို့ဖြစ်ကြ၏ထိုအရှင်နှစ်ပါးသည် သာသနာတွင်ဝင်နေလိုလလိုလင်းငယ်သည်သာမက အမြင့်မားဆုံးသောဧရဒတ်ဘွေရာဗုဒ္ဓသာသနာတော်ကြီးကို တီထောင်ခဲ့ကြသည်သာသနာကောင်းဆောင်ယဟန္တာကြီးများဖြစ်ကြသည်ဤအရှင်ကြီးများသည်ပင်တေဒီမှနောက်၌ တတဝါပြန်၍ဖြစ်မဖြစ်ကို ပြတနာတရက်အနည်းဖြင့်ကင်တွယ်ဆွေးနွေးတော်မူကြသည်ကို ထောက်လျင်ထိုပြတနာ၏ဩဇာမှာအဘယ်မျှကြီးထွားကြောင်းကိုရေးစားမိနိုင်ပါ၏ထိုအချိန်ကအရှင်သာရိပုတ္တရာနှင့်အရှင်မဟာကတ္တပဤယဟန္တာအရှင်မြတ်ကြီးနှစ်ပါးသည်မိဂရဝုန်တော်သို့ရောက်ရှိနေကြလျာတညတွင်အရှင်သာရိပုတ္တရာသည်ကမ္မထံထိုင်ရာမှထား၍အရှင်မဟာကတ္တပ တရင်300ကျောင်းတင်ကန်းတို့တွားကစကားဆက်မီပြောကြရင်းမှထိုပြဿနာစီတို့ရောက်သွားလေ၏ယင်းပြဿနာကိုအမေးဖြေပြုကြလေ၏အရှင်သာရိပုတ္တရာကမေး၍အရှင်မဟာကတ္တပကဖြေလေသည်ပုဂ္ဂိုလ်အနေဖြင့်မမြင်ရတော့လေသူတို့၏မေးဖြေတံဆွေးနွေးတံများကမိဂရာဘုံတောလုံးရှံအောင်တုံခါ၍လွှမ်းထွက်လာကြမည်ထင်ပါသည်ငါရှင်ကတ္တပ တတဝါသည်ဤဘဝဤခန္ဓာချုပ်ဆုံး၍တည်တည်မှနောက်၌တတဝါတစ်မျိုးမျိုးအနေဖြင့် ပြန်၍ဖြစ်ပါသလောဓမ္မဗန္နာဂါရိကတရားဗန္နာဆိုဖြစ်တော်မူသော အရှင်သာရိပုတ္တရာက အရှင်မဟာကတ္တပအာမေးလေသောအခါငါရှင်သာရိပုတ္တရာတတဝါသည်တည်တည်မှနောက်၌ဖြစ်တည်ဟု၍ရှင်တော်မြတ်ဖျားကဟောတော်မမူပါ ငါရှင်ကတ္တပါဒီလိုဆိုရင်တတ္တဝါသည်တေဒီမှနောက်၌တတ္တဝါတမျိုးမျိုးအနည်းဖြင့်မဖြစ်တော်ဘူးလောငါရှင်သာရိပုတ္တရာတတ္တဝါသည်တေဒီမှနောက်၌မဖြစ်တော်ဟု၍လည်းမြတ်ဖျားက ဟောတော်မမူပါငါရှင်ကတ္တပါဒီလိုဆိုရင်တတ္တဝါတေဒီမှနောက်၌ဖြစ်သည်လည်းရှိ မဖြစ်သည်လည်းရှိဟုမှတ်ရတော်မီလော့ ငါရှင်သာရိပုတ္တရာတတဝါသည်တေဒီမနောက်၌ဖြစ်ဤဟု၍၎င်းမဖြစ်ဤဟု၍၎င်းဤတို့လည်းမြတ်ဖျားက ဟောကြားတော်မူမူပါငါရှင်ကတ္တပါတို့ဖြစ်ပြီးတော့တတဝါသည်တေဒီမနောက်၌ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်ဟုမှတ်ရမည်လောငါရှင်သာရိပုတ္တရာတတဝါသည်တေဒီမနောက်၌ဖြစ်သည်လည်းမဟုတ် ဖြစ်သည်လည်းမဟုတ်ဤသို့လည်းမြတ်စွာဘုရားကဟောတော်မူမူပါထိုအခါရှင်သာရိပုတ္တရာသည်ခိတ္တမြတ်တွင်၍စဉ်စားဟန်ပြုနေပြီးမှဆက်၍မေးမြန်းပြန်လေသည်ငါရှင်ကတပါမြတ်စွာဘုရားသည်အဘဲကြောင့်ထိုအကြောင်းကို ဟောတော်မူမူပါသနည်းငါရှင်သာရိပုတ္တရာဤဖြစ်ရသည်အကျိုးစီးပွားနှင့်ဆက်သောစကားလည်းမဟုတ်မတ်ဖို့ရရရကြောင် အထောက်ကူဖြစ်စေသောအကျင့်လည်းမဟုတ်ညီးငွေပွဲလည်းမဖြစ်တတ်မှတ်ခြင်းကင်းပွဲလည်းမဖြစ်ယာကချုပ်ငိမ့်ပွဲလည်းမဖြစ်အေးငိမ့်ပွဲလည်းမဖြစ်ထူးသောညံဖြစ်တိပွဲလည်းမဖြစ် ထိုးထွင်း၍တိပွဲလည်းမဖြစ်နိဗ္ဗာန်အကျိုးငါလည်းမဖြစ်ထို့ကြောင့်ထိုစကားကိုမြတ်ဖျားဟောကြားတော်မူမူခြင်းဖြစ်ပါသည်ငါရှင်ငါရှင်ကတ္တပါဤသို့ဖြစ်ပြီးတော့ မြတ်စွာဘုရားသည်အဘယ်သို့ဟောတော်မူလေသနည်းငါရှင်သာရိပုတ္တရာဤဒီကဆင်းရဲဒုက္ခဟု၍၎င်းဤဒီကဆင်းရဲဤဖြစ်ပေါ်ကြောင်းတမှုရိယဟု၍၎င်းဤဒီကဆင်းရဲဤခြုံငင်းရာနိရောဓဟု၍၎င်းဤဒီကဆင်းရဲချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းမဂ္ဂဟု၍၎င်းမြတ်ဗျာဟောကြားတော်မူပါသည် ငါရှင်ကတပါဤစကားကိုကအဖေကြောင့်ဟောတော်မူလေသည်နီငါရှင်တာရိပုတ္တရာဤစကားဒီကအကျိုးစီးပွားနှင့်လည်းဆက်၏မတ်ဤအစမြတ်သောအကျင့်လည်းဖြစ်၏ညီးငွေပွေရာယာကကင်းပွေငိမ့်အေးပွေထူးသောဉဏ်ဖြင့်တိပွေထိုးထွင်း၍တိပွေနိဗ္ဗာန်သို့ရောက်ဖွယ်လည်းဖြစ်၏ထိုကြောင့်ထိုတရားကိုမြတ်စွာဘုရား ဟောတော်မူပါသည်ငါရှင်တတဝါသည်တည်တည်ဤနောက်၌ပြန်၍ဖြစ်မဖြစ်ဟူသောပြတနာနှင့်ပတ်သက်၍ယဟန္တာအရှင်မြတ်ကြီးနှစ်ပါးတို့၏ဆွေးနွေးကြံအမေးအဖြေကဤမြဖြစ်လက်ဆပြတ်သွား၏သို့သောရေးပြတနာ၏အဖြေမှာမတင်မကြအခြေအနေမျိုးတွင်ရက်တည်နေသဖြင့်ဆက်ရန်ရှိသေးသည်ဟူ၍သာဆိုရမည်ထင်ပါသည်နာဆင်ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။